ဝါဒနာဒီ Merlin ညီမဒီ cover shot တာတို့ပြီးလို့ရှိရင်တခြင်းဆိုတာဝါဒနာပါရှင်ဟုတ်စင်ရောမကြောက်ဘူးရှင်ဒါပေမဲ့ဒီလိုပြိုင်ပွဲဆိုတော့နည်းစိတ်လုပ်ရှားတယ် Let me introduce myself I am Sinzen Nueni ညီမရဲ့ဒီ face ပေါ့နော်နင်ညီမကြာကပြဖြစ်နေတဲ့ခါကျတော့ အချို့ကကြောင့်လဲဒီ Bollywood တချို့က Hollywood အဲ့လိုမျိုးညီမကိုအမျိုးမျိုးတုံးတက်ပေးတာပေါ့နော်အဲ့လိုမျိုးအဲ့လားညီမရဲ့ဒီမျက်နှာ face expression တခုကွဲထွက်နေလို့ခံစားရပါရှင်ဟုတ်ကိုရဲ့ဒီလိုအပ်ချက်တွေဒီ shape ပွဲမှာဆိုလို့ရှင်လဲမြင်ခဲ့ရရှိရပေါ့နော်အဲ့လိုအပ်ချက်တွေကိုလဲကိုကအတတ်ချက်အဖြစ်နဲ့ပြန်ပြောင်းပြီးတော့မှအခုတော့စူးစမ်းနေပါတယ်ဟုတ်စောင့်ကြည့်ပေးပါအောင်လို့ညီမနာမည်ကစင်စင်နွယ်နီးဖြစ်ပါတယ်အခုလက်ရှိ Miss Grand မြန်မာကိုဆက်သွားမယ် Miss Grand ရဲ့ ရန်ကုန် West ကုစားပြုအနေနဲ့ညီမအမစ်စကလီမှာဆက်သွားမှာပေါ့နော်။ဟုတ်ကဲ့ရှင်ဟုတ်။ဝါဒနာဒီ morally ညီမဒီ cover shot တာတို့ပြီးလို့ရှိရင်တချင်းဆိုတာဝါဒနာပါရှင်ဟုတ်ဂျာတယ်မှာတချင်းဆိုတာလို့ညီမလုတ်ဖြစ်ပါတယ်အဲဒီတချင်းဆိုတာဒီ public မှာပဲဒီစင်မာပဲပေါ့နော်ညီမဂျာတယ်မှာရေးပြီးတော့ကလည်းညီမတချင်းဆိုပေးပါတယ်ရှင်ဟုတ် မော်ရယ်ကတော့ညီမဝန္ဒနာပါတော့အခုမော်ရလင်းလုံနေနှစ်နှစ်ရှိပါပြီရှင်ဟုတ်ကဲ့စင်ရောမကြဘူးရှင်ဒါပေမဲ့ဒီလိုပြိုင်ပွဲဆိုတော့နှစ်ဆိတ်လောက်ရှားတယ်ညီမတို့ကရှိမှဒီ wedding fair လျှောက်တာတွေဟို event တွေရှိတယ်အမျိုးမျိုးဒါပေမဲ့အဲ့လောက်ထိညီမလူရင်မခုံဘူးဒါကိုယ့်လုပ်ကိုလုပ်နေရဆိုတော့အဲ့လိုအဲ့လိုမျိုးကြောက်စိတ်တွေပါတယ်မဖြစ်ဘူးပေါ့နော်ရှိမှညီမဒီ Miss Universe Color and Boot Town ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တယ်ပေါ့နော် first runner up ရခဲ့ပါရှင်ဟုတ်ဟုတ်အခုအခုညီမကဒီ Miss Grand ရန်ကုန်ဝက်စ်ကုစားပြုအနေနဲ့ Miss Grand မြန်မာ selection မှာတော့မှာဆိုပြင်ဆင်ရရှိရလေဒီမှာအခုပြင်ဆင်နေရပေါ့နော်စိတ်လှုပ်ရှားနေလည်းရှိပါတယ် Let me introduce myself I am Sinzen Nueni ညီမကိုကိုကိုဆိုတာထက်ကိုကိုသူများမြင်တဲ့အမြင်ကိုပြောရမယ်ဆိုတော့ညီမရဲ့ဒီ face ပေါ့နော်နင်နာညီမကကပြဖြစ်နေတဲ့ခါကျတော့အဲချိုးရကြလဲဒီ Bollywood ချိုးရ Hollywood အဲအဲ့လိုမျိုးညီမကိုအမျိုးမျိုး တုံးသက်ပေးတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါတော့ညီမရဲ့ဒီမျက်နှာ face expression တခုကွဲထွက်နေလို့ခံစားရပါရှင်ဟုတ်အဲ့လိုပြောလို့ရှိရင်ကိုကပို့ပြီးတော့မှ confident ရှိရပေါ့နော်ကိုကလည်းအမြဲတော့တတရရဲနဲ့လှပပါနေနေမိကလေးကအမြဲတမ်းတကူကြီးတန့်ရှင်မှုနဲ့တတရရဲနဲ့လှလှအောင်နေကိုကတော့ဒါကိုရဲ့တာဝန်ပေါ့နော်အခုတခါကြီးအရင်ပြုပြင်ပြီးတော့မှလှတဲ့အလှမျိုးမဟုတ်ဘဲနဲ့ကိုရဲ့ငကိုရှိတဲ့ဒီမျက်နှာလေးကိုပဲအမြဲတမ်းလှနေအောင်တော့ဂရုစိုက်ပေးရတာပေါ့ဟုတ်တရားခိုင်တော့ အားမရသေးဘူးလို့ပြောရမယ်။တရားလည်းကတော့အားမရသေးဘူး။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒီလိုအပ်ချက်တွေဒီရှေ့ပွဲမှာဆိုလို့ရှိရင်လည်းမြင်ခဲ့ရရှိရပါတော့။အဲ့လိုအပ်ချက်တွေကိုလည်းကိုကအတတ်ချက်အဖြစ်နဲ့ပြန်ပြောင်းပြီးတော့မှဘုရားစူးစမ်းနေပါတယ်ဟုတ်။စောင့်ကြည့်ပေးပါအောင်လို့ Grandander ဒုတိယပေါ့။ Grand ဒုတိယဟုတ်ရှေ့မှာ Miss Universe ဟို Claw and Bruno City ဝဲပြိုင်တဲ့အချိန်မှာညီမကဒီ Bruno First Runner အပြခဲ့ပါတော့။အဲ့တော့ experience တစ်ခုတော့ရှိတာပေါ့ဟုတ်။ Grand ဒုတိယတစ်ခု join လာ ဂရန်ကကျတော့ဟုတ်အခုထပ် join တာပေါ့ဒီကအချိန်ပေါ့ဟုတ်ကဲ့ဆက်လက်ရှိမှာတော့ညီမဒီ cover beauty brain ဒါဒါတွေတော့ညီမအခုကိုကိုကိုတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်ရှင်ဟုတ်ညီမအရင်ရှေ့မှာရုပ်ရှင်ကားကြီးတကမှညီမအပအဝင်ရိုက်ခုခဲ့ပူးသေးတယ်ဟုတ်ညီမဒီ star moral ဆရာကျွန်တော်တင်နန်းတက်ပြီးတဲ့အချိန်မှာဗီဒီယိုတူဦးရဲ့လက်တွေခေါ်ယူမှုနဲ့ညီမကရုပ်ရှင်ကားကြီးတခုမှပအဝင်သေးအောင်ဆောင်ခဲ့ပေါ့နော်ပြီးတော့ကျတော့ ဒီပြောမှဆိုညီမဒီ morally မလုပ်ခင်မှာညီမတေးဥဆောင်အနေနဲ့ဒီလောကတွေကိုဝင်ရောက်လာတာဆိုတော့တေးဥဆောင်ပိုင်းကတော့ focus တစ်ခုပဲပေါ့ဟုတ်အခု reader က Miss Grand Yangon West ကိုစားပြုအနေနဲ့ Miss Grand မြန်မာကိုဆက်လက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ် reader ရဲ့ကြိုးစားမှုကိုအတိအမဲ့ပြုပြဖို့အတွက်ကိုလည်း reader ကဟိုတောင်းဆိုချင်တယ်ပေါ့နော် reader လည်းအကောင်းဆုံးကြိုးစားပြင်ဆင်နေပါတယ်ဟိုအမြင့်ဆုံးတနေရာမရောက်ခင်လို့ရှင်တော့မှဟိုထွန်းပေါက်တဲ့ Miss တယောက်တော့ဖြစ်ချင်ပါတယ်ရှင်ဟုတ် အဲ reader ကိုအပိတ်ချက်ပါအောင်လို့ဆက်ပါရှင်ဟုတ်